ုတော့ရိုက်ဖို့ရှိရဲဒါပေမဲ့အခုငယ်လေးနေပိုင်းနဲ့ဆိုတော့အခုကဟို pride တက်ဘက်ကိုပဲပို့ပြီးလုံးဖြစ်နေတယ်စီရီလီကတော့နည်းနည်းလေးကြောက်ဆုတ်ထားတယ်နောက်ဆိုရင်မမေက fan ပို့ပို့တောင်းတော့ပါပေါ့တော့ဆိုတော့မမေကစကားပြောတအားကောင်းတယ်အဲ့ဒီ podcast လေးရိုက်တော့ဆိုတော့မမေပြည့်သက်တွေတအားများတယ်ဟုတ်ဒီကလေးကကိုစမ်းဖိတ်တာပေါ့နော်မစကားလေးတွေအရအကုန်လုံးကြီးရတယ်ပျော်စိတ်ပျော်ရတယ်ကြီးရတယ်လေခေါ့စိတ်ဝင်စားကြကောင်းတယ်နော်တမိပြပြလိုက်ပါဦးပျော်ဖို့ကောင်းတယ်သွားတော့လေဟိုဒီကားလေးတွေကတော့ဘယ်လိုပြောမလဲကိုမင်းမြဲ တို့ဘာလို့ပါလဲဆိုအကုန်လုံးလေးရရတယ်ထရေလာလေးတွေမှာတော့အကုန်လုံးကဟိုသူ့နေရာလေးသူအစဉ်ပြေနေရလေဇက်ကားကြည့်ရင်တော့ပို့ပြီးတော့ကြည့်လို့ကောင်းမှာပေါ့ဟုတ်ဟိုကြီးတို့မြောက်စလုံးကတယောက်တစ်မျိုးစီဆွဆောင်ရှိဒါကျွန်တော်တို့ဘာဘာလုပ်ပြရမလဲချော်ပြရမလားမမလည်းအိမ်ကိုမဟုတ်ဘူးလားနေသေးနေလေတော့မအိတယ်ဘူးမအိတယ်လားအိတယ်သဘောကျပါရဲ့အကုန်လုံးတော့အဲ့လိုတော့မရှိဘူးပဲညာအခုကားကြီးအစ ံးကြည့်ရခါမှာတော့ကြည့်ွားရင်ပို့ပြီးတော့ပြောပြမယ်ထင်တယ်။ဒါလေးပို့ဖို့ပြင်မလဲပေါ့။ဆစ်စစ်သေး6000နဲ့2000ဟုတ်ပါညာလည်းပဲကဲမိတာပါပတ်စံနဲ့အဲ့လိုကုန်သွားဆိုဟိုဘဟိုရလာကြာငါရဲ့ပတ်စံတွေကိုမပြန်ပေးမပေးလို့တော့မင်းဆိုင်ကတေးဝါပောက်ပြီးပြန်မယ်မင်းမှတ်ထားဟာတာကားတော့လေဟိုဒရမာတွေဘာတွေထပ်ကိုပို့ပြီးခက်ခဲတယ်အဲ့လိုမျိုးပေါ့နော်ဟိုပြီး over ကြီးလည်းမဖြစ်သွားအောင် ပြီးတော့လို့ရှိရင်အဲပြိတ်သက်ရင်လည်းရအောင်တကယ်လဲကိုကအဆပေါ့နော်ရီဖို့ခက်ခဲတဲ့ခါကြာလေ အဲ့လိုမျိုးလေးอ่ะစာပို့ပြီးတော့ဟိုဖျက်ရတာပေါ့เนาะစူးစားရတာပေါ့ဟာတကာဆိုရင်လေဟုတ်တယ်ဟာတကာဟိုခက်တယ်ပေါ့เนาะဆရာဦးသိဆိုရင်အမြဲပြောတယ်ပေါ့เนาะဟာတကာရိုက်တဲ့ခါမှာပို့ပြီးတော့လုတ်ပေါ့ခိုင်းကြရယ်ညီမတို့ကလုံးလိုက်ရင်တော့ပို့ရမယ်လို့ထင်တာဒါပေမဲ့တကယ်တော့ဟိုကိုပြန်ကြည့်လိုက်တဲ့ခါမှာမပို့ဘူးလိုတာလိုနေသေးရယ်ပေါ့เนาะအဲ့လိုလေးဟာတဆိုရင်နည်းနည်းကောက်ချိန်ပြီးတော့လုတ်ရယ်ဟုတ်ကြည့်ရပါတယ်ဘယ်လိုကြည့်ခဲ့လဲဆိုဒီကားကိုလာကြည့်ချင်တယ်ဆိုတော့စိတ်ကြည့်ရအောင်ကြည့်ရတယ်ညီမတို့ကားတစ်ခါကြည့်မယ်ဆိုရင်ထွေလာအရင်ကြည့်ရယ်เนาะအရင်ကြည့်ပြီးတော့မှအဲစိတ်ဝင်စားဖို့ကောင်းတယ်ဒီဟာတဆို လဲတကယ်ကိုရီရမယ်အဲ့လိုမျိုးဆိုမှပဲလာကြည့်ပြတာဆိုလဲဒီကနေ့ trailer ကြည့်ခဲ့ရနော်ဒါလာကြည့်ရမယ်လို့အဲ့လိုပြောလေးဖြစ်တယ်ဟုတ် ခုမြဘာကြီးရောနေကင်းဘက်ဆိုရင် guy star ညာဘက်ဆိုရင်တော့ခုမောင်လေးရဲ့မယားပေါ့ကျုံမယားဟုတ်တယ်လေဘိုးတော့အတော့ချင်းစီရတော့ဘာလို့ကောင်းနေတာကိုလုံးကိုယ့်ရဲ့စီနီယာရေးပဲဆိုရင်ကိုလုံးသဘောကျပါတယ်ဟုတ်ဒီဆလန်တစ်ခါပေါ့နော်အခုညီမတို့ကြည့်လိုက်တဲ့ထရိုင်လာလေးကြည့်ရဲ့မိနစ်ပိုင်းလေးပဲဖြစ်ဖြစ်အခုဇက်ကားကြည့်ရဲ့နိုင်ပိုင်းလေးပဲဖြစ်ဖြစ်ပေါ့နော်အဲကိုရီစိတ်ညစ်နေရတဲ့အခါတွေမှာဘယ်လိုပြောဆစ်ရှုပ်နေတဲ့အခါမှာဒီကားလေးကြည့်လိုက်ရလို့ဘာဖြစ်ပေါ့ကမောရီပြေသွားမယ်အချိန်ခဏလေးပဲဖြစ်ဖြစ်စိတ်ပျော်ရွှင်သွားမယ်ဆိုရင်ဒါအမြတ် ပဲလीနော်ဟုတ်အာကျုပ်သားကိုဖြစ်ရည်လေဆွဲခုတတဲ့ချင်းရှိတာကျုပ်ဖက်လို့ရေခဏရေကုန်သွားလို့မလားလူနေဆံကြောက်တက်တခြားဟာတွေလည်းတက်တယ်အခုလောဆယ်ကတော့ဘေးလက်ဘေးသာဆွဲဆက်လန်းတွဲလေးပေါ့နော်အဲ့ဒါလေးရိုက်ပြီးခါစားပဲရှိတယ်ခုမှရိုက်ထားတာပေါ့ခုနောက် series လေးတစ်ခုတော့ရိုက်ဖို့ရှိတယ်ဒါပေမဲ့ခုငလေးနေပိုင်းနဲ့ဆိုတော့ကဟို writer ဘက်ကိုပဲပို့ပြီးလုပ်ဖြစ်နေတယ် series ကတော့နည်းနည်းလေးပြောင်းစုပ်ထားတယ်ဘေးသာဆွဲဆက်လန်းတွဲလေးမှာတော့အမှဟိုဘေးသာဆိုတဲ့ ကောင်းပါလေးနေရာပေါ့နော်အဲပြိတ္တတွေအရင်တနားမှာအရောင်းဆုံးဆရာဆရာမလေးဝိညာဉ်လုံးဝကွဲမှာ လုံးဝကိုကွဲထွက်ပြီမမမီလာဟောအဲဖြစ်အောင်စူးစမ်းထားပါတယ်ဟုတ်အန်တီတို့ပြင်သွားတယ်ဆိုရင်လည်းအန်တီဟိုအစားပေါ့နော်သူတို့တော့တိကျဆောင်နေမလို့သိတယ်ဆိုတာတက်ကူပေါ့နော်အန်တီဟိုအစားတရေချောင်းပြောတဲ့အန်တီမလားဆိုတော့ဒါမိတ်ဆက်ကြတာပေါ့နော်ပြိတ္တရရတယ်မိတ်ဆက်ရစားလေအဲ့တော့သူတို့ကလည်းတောင်းဆိုတာပေါ့အဲ့ဒါလေးတွေထပ်ပြီးပြပြဖို့ဆိုတော့တကယ်တော့လေအန်တီအသက်50ကျော်ဘဝတက်တန်ကလျှောက်လုံးမှာတကယ်ကိုကြုံတွေ့ခဲ့ရတဲ့ကိုရစ်ပြည့်မှန်အများကြီးရှိတယ် ဲ့ဒါလေးတွေကိုပြပြချင်တာပေါ့နော်အဲ့ဒါတမိလေး၃ယောက်ရိုက်ဖို့ဆိုတဲ့ဥစ္စာလေးတွေအဲတိုင်မီနေပြီးစားလို့မှအဲ့လုံးမဲ့အချိန်မှာပဲဒီငင်းကိစ္စလေးကဖြစ်လာတော့လေအလူခံတာနဲ့ပါနဲ့အလူခံထွက်နေတာနဲ့ကိစ္စလေးကိုတတ်နိုင်တလောက်ပေါ့နောက်ကွယ်နေပြီးတော့ပတ်မိုးနေတာပေါ့နော်အဲ့ဒါလေးနဲ့ရိုက်ကလေးခဏချက်ထားတာပေါ့ဒါပြီးတော့ရင်တော့လာခုနောက်ဆိုရင်တော့ တာမီတုံးရောက်ရိုက်မဲ့ဥစ္စာလေးတွေစပြီးရိုက်ဖြစ်မှာပေါ့ဟုတ်အဲ့ဒီမှာဒီဒီဝိညာဉ်နဲ့ပတ်သက်တာပရာလောကနဲ့ပတ်သက်တာတွေလည်းပါမယ်ပြီးတော့ဟိုဆော့ဆော့ပြောသလိုပေါ့နော်ကိုရစ်ဇလန်လေးတွေပေါ့ကိုရစ်တကယ်ကိုကြုံတွေ့ခဲ့ရတဲ့ဥစ္စာလေးတွေဖြစ်ရမှန်လေးတွေဆက်ကြော်ခဲ့ရတဲ့အစားအစာလေးတွေရိုက်ဖြစ်မှာပေါ့နောက်ဆိုရင်မမေရဖန်ပို့ပို့တောင်းတော့ပါပေါ့နော်ဆိုတော့မမေရစကားပြောတအားကောင်းတယ်အဲ့ဒီ podcast လေးရိုက်တော့ဆိုမမေပြိတ္တတွေတအားများတယ်ဟုတ် ရာဆိုဘာပြောလဲဆိုတော့အနီပြောတဲ့ဥစ္စာလေးကိုတဲ့စိတ်ဝင်စားနေနားထောင်ပြီးညတိုင်းသူနားထောင်ကြည့်တယ်ပေါ့နော်အဲကြောင့်မလို့နောက်ထပ်ထပ်ပြီးရိုက်ပေးပါဦးဆိုတဲ့ဥစ္စာလေးရဲ့ပြီးတော့လို့ရှိရင်လည်းအဲ့လိုပေါ့သူတို့ထပ်ပြီးတင်တဲ့အခါကျတော့ဇသိန်းလေးကိုတိချင်လို့စဉ်းစားဘလို့ဖြစ်တာလေဆိုတာလေးတွေပြန်မေးကြတယ်အဲ့လိုမျိုးလေးတွေပြောတာပေါ့နောက်ဟာလေးလည်းတိချင်တယ်ဆိုတာပြောတာပေါ့နော်ထပ်ပြီးတော့လည်းအဲ့လိုပြောပြမှုလေးတွေဆက်ပြီးတော့ထူစားပြီးတင်ဆက်ပေးပါမယ်ဟုတ်ကဲ့ဒါအချောင်းလေးလည်းပြောပြမှာပါဟုတ်ကဲ့ဟိုတကယ်ပိုတွေ့တွေပေါ့ဂျုံနေရတာလေး ပြီးတော့လူမျိုးတွေပေါ့နော်အဲ local နေရင်ဆိုင်ရတဲ့အခါမှာဘလူတွေကြော်ဖြတ်တယ် motivate တဲ့ဟာလေးတွေပေါ့နော်အတရားလိုစားလေးလည်းရေးတာဝါသနာပါလားဆိုတော့လေအဲ့လိုမျိုးလေးလည်းအားကြောပြစ်မှာပါဟုတ်ဒီတာမီ၃ယောက်ခြားပြမယ့်ဥပဒေလေးတွေကိုလည်းစောင့်ကြည့်ပြီးတော့အားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ဟုတ်